စာပေချင်းမြတ်နိုးသူများအားလုံးကိုကျမတို့ရဲ့အာစီတုတဆုံရတဆုံ channel မှာပြန်လဲကြိုဆိုလိုက်ပါရရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဆက်လက်ဖတ်ပြပေးမှာကဆရာကြီးမြမျိုးလင်ရေးသားထားသောရှေးဟောင်းနှောင်းပြများစောင်းပါအမှတ်30ပဲဖြစ်ပါရရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။စောင်းပါအမှတ်30မန္တလေးတင်မောထွက်တီကစ၍အတူလာခဲ့ကြသောပလိအရာရှိ အမျက်တော်ဝင်တော့တခင်တဦးနှင့်ညမျိုးလွင်အပြင်ပခုတ်ကိုစိတ်ကမ်းမှတက်သူခရီးသည်နှစ်ဦးပါသဘောတူလိုက်ကြပါသည်ညောင်ဦးစိတ်တို့တင်မောဆိုင်သောအခါမာလင်မှုအားခြောက်မြို့စိတ်ကမ်းကစောင့်တက်မည်ဟု ပြောဆိုမှားကြားခဲ့လျက်ခြောက်ဦးသားခရီးသွားအဖွဲသည် မြင်းလဲနှစ်စီးငှားလျက်ညောင်ဦးရွှေစည်းကိုမှသည် ပကံဖျားများသို့သွားရောက်ဖူးမြော်ကြပါသည်ပထမတော့တချင်းတကြောကြောနှင့်ပြောကြပါသည် ပကံမြို့အဝင်းတရပါတကားသို့ရောက်သောအခါမြမျိုးလွင်တွင်ရင်းတုံဖင်ခုံလျက်စိုးရင်ထိတ်လန့်သွားကမူးကဲ့သမျှတို့ချက်ချင်းပြေးသွားသည်မှာကောင်းအောင်အတွင်ထဲ့သွင်းချုံလုလာခဲ့သောငွေ3000ကျပ်အတွက်ဖြစ်ပါသည်ထိုငွေမှာပြည်မျိုးကစောင့်နေသောဗိတိရှဘာမာရုပ်ရှင်တစ်ထည်ဥညွန့်အတွက်ဖြစ်ပါသည်မြမျိုးလင်လာခဲ့ခြင်းသည်ပင် ထိုကိစ္စဖြစ်ပါသည်တင်းမောမှအခန်းကိုတော့မခတ်ခဲ့ရာ အခုတ်ကိုစိတ်ကန့်မှတက်သောခရီးသွားများရှိခြင်းကြောင့်တကြောင်ဇေယမင်းစည်းစိမ်တို့ရောက်နေ၍တကြောင်ခေါင်းအုံးအတွင်ငွေဆက်ကူများပါသည်ကိုမိလျော်နေ၍တကြောင် အပျော်လွန်နေ၍တကြောင်အခန်းဆောင်လူလင်ကိုသာခရီးများဖူးမီ၆စိတ်ကန့်ကြမှတက်မင်းကြိလိုက်ပါဟု၍သာပေါ့ပေါ့ဆာဆာမှားခဲ့လျက်ကြက်တန်ဆက်ကူနှစ်ရွက်မုံဘိုးပေးထားခဲ့ခြင်းသာရှိပါသည်လက်အငိမနေတတ်သူနှင့်တွေ့လျက်ခေါင်းအုံးကိုဟိုဘက်ဒီဘက်နှိပ်ကြည့်က တရားကြက်တန်း30တန်းငွေဆက်ကူများဤမာတောင့်တောင့်လက္ခဏာများကို ကောင်းစွာသိနိုင်မိတာဖြစ်ပါသည်ထို့သို့ဆိုလျှင်ယင်ကျိုးယုံကလွဲ၍ဘာမှမရှိတော့ပါ300ကြက်ထားလို့300ပြည့်အောင်မှခရီးစိတ်ကမပါခဲ့ပါငွေဆက်ကူများဖြစ်ကြောင်းသိလျှင်ဘသူမှဖျားအလောင်းမဟုတ်၍ချမ်းသာပေးကြမည်မဟုတ်ပဲငွေဆက်ကူတွေထုတ်ခေါင်းအုံကိုရေထဲသို့ပြစ်ချလိုက်ကြမည်သာဖြစ်ပါသည် တထေးဥညွတ်မှပြည်မြို့မှတဆင့်စစ်ဘေးဝေးမီထင်းရာစင်ပေါင်ဝဲသို့ပြောင်းရွှေ့ရန်ထိုငွေများကိုစောင့်နေရှာသူဖြစ်ပါသည် မတော်တဆပျောက်ဆုံးသွားပါကမြမျိုးလွင်တွင်လဲစွန်းခူးမလှစွန်းလောင်းမလှဥညွတ်တွင်လဲမြမျိုးလွင်အားအာကိုအာထားပြုရလေသမျှဖို့မရဓမ္မဆုံးဖြစ်လျက်စီစဉ်ထားသမျှအစင်မပြေဖြစ်ကုန်မည်ကိုလဲအစိုးရင်ကြီးစိုးရင်လာလေလေရင်တုံလေလေဖြစ်လာရပါလေတော့သည် 6ရောက်သောဖျားဘူးအဖွဲတွင်9ရောက်ကအချင်းမပြည့်ပျော်နှိမ်သလောက်ညမျိုးနှင်တင်ရောက်မှပျော်ရွှင်မှုလျော့ပါသွားလျက်မျက်နာပြက်ကကြီးကြီးကြောင်ကြီးဖြစ်နေသည်ကို အမျက်တော်ဝင်တောင်းနှင့်ပလိတ်အရာရှိတဦးတို့ကရိတ်မိကြပါသည်။ဘာဖြစ်တာလဲစာရေးဆရာရဲ့ခမရမျက်နှာကဘဝပြောင်းမြန်လွန်းလှတယ်။မိမလွမ်းတာလား။အင်းကကြင်မာကြီးတတိရတာလား။ခရီးသွားနေတဲ့အခါပျော်ပျော်ဝဲပေါ့ဗျာ ောင်တွေးမြောက်တွေးတွေးမနေစေခြင်းဘူးဖြစ်သည်များအကြောင်းအကောင်းကြီးသဘောထားလိုက်စမ်းပါဟု ပြောရာကအမျက်တော်ဝင်တော့ကစတင်ပြီးခေါ်ခြင်းခေါ်မဲအော်ခြင်းအော်မဲပြောခြင်းပြောမဲမောခြင်းမောကွယ်တို့ပြောမဲတို့ပြောတယ်ဟုတခြင်းစာဆိုခြင်းကြောင့်ကျန်လူများလက်ခုပ်စည်းလိုက်ရင်တန်ပြန်ဝိုင်းဆိုလျက်ပျော်မြဲပျော်လျက်ရှိနေကြပါသည်ထိုများနှင့်မပြီးသေးအမျက်တော်ဝင်တော့ဤအလှည့်ပြီးသွားသောအခါပလိတ်အရာရှိကစကန်းထလာပြန်လျက် ပိုက်ဆံရှာတာနာမလဲပိုက်ဆံပေါ်တာပြောတတ်တဲ့ယရနာခொနပါရဲ့နဲ့စိန်ရွှေများလဲရှိတဲ့စင်ရတာနာမလဲမြင်းပွဲမှာသွားမယ်ဟုနန်းတော်ရှိဆရာတင်ရေးသောတထေးဝါဒတခြင်းကိုစူကားတချီတစ်ဖွဲ့ထပြန်ခြင်းကြောင့် ညမျိုးလင်းမှာမချိလို့သွားဖျဲရဲသမန်လို့ဆိုသည့်ဤမျိုးနှင့်လိုက်ရောပြီးပြုံးရပါနေတော့သည်မြင်းလဲကိုရက်ကာရက်ခါဖျားများတဆူပြီးတဆူဝင်ရောက်ဖူးမြော်ကြော့ကြရတော့လဲစိတ်မှာကတင်းမောမှခေါင်းအောင်စီတို့သာ ရောက်ရှိနေပါသည်ထိုအခိုက်တယောက်သောသူကတင်းမောမှ ရစ်ခဲ့သည်လို့အရှင်ကြသွားသလားမသိဟေ့မြင်းလဲစရာဒီနေမှာတော့အရဲလို့ခေါ်တဲ့အရက်ဖြူဝဲမရဘူးလားဟုမေးရရပါတယ်ဆရာဟုဖြေချင်းကြောင့် ဝဲလကွာဟုပြောလျက်ငွေထုတ်ပေးပါသည် မြင်းလဲသည်ဖျားတဆူတဆူတို့ရောက်တိုင်းတခါတခါရက်ပေးလျက်ဖျားများဖူးစီကတနေရာမှတနေရာသို့ပို့ရင်းအင်းငယ်တင်းငယ်များစုဝေးဆောက်လုံထားသော မြင်းကဘာဟုခေါ်သည်ထင်ရသောရွာကလေးနှင့် မလှမ်းမကန်းအရောက်တွင်အရိတ်ကျဲကျဲတစ်ပင်တစ်ပင်အရိတ်၌ရထားကိုရက်ထားခဲ့က လူကြီးဆင်းသွားပါသည်15မိနစ်ခန့်ကြာသောအခါ တောအရဲ့နှစ်ပလင်းကိုလယ်ပြင်မှစုပ်ကင်ဆွဲယူလျက်ရောက်လာခြင်းကြောင့်တောက်ပွဲကျင်းပရန်နေရာကိုရွေးချယ်ကြရာဤနေရာကိုပင်အများသဘောတူဆုံးဖြတ်လိုက်ကြပါသည်ညင်းလဲဆရာနှစ်ဦးကသူတို့တွင်ပါလာသောဒံဖလားတောက်ရည်ခွဲတစ်ခုနှင့်လက်ဖက်ရည်အကျန်းတောက်ကျွေးပကန်နှစ်ခန်းပဲတလုံးကိုထုတ်ပေး၍တယောက်တစ်လှည့်မော့ရန်ပြင်ဆင်ကြရပါသည်ညမျိုးလင်ကတော်တော်ခက်လှန်းလန်းတွင် မြင်နေရသော အာနနာဇီရီတော်ကြီးဘက်သို့မျက်နှာမူ၍ထိုင်ချလိုက်ကဖြီချင်းသုံးပါးဖြင့်ရိုသေစွာရှ िख ိုးဥချကြော့ရင်ဖရာတပီတော်ငမျိုးလွင်သည်ဖရာမြေကြောင်းမြေပေါ်တွင်တေတောက်ကျူးရန်ကြံစီအားထုတ်ခြင်းမှငမိုက်သားမိမဆုံးမှဖမဆုံးမှငရဲလားမြေကို နားမလည်ပြီမဟုတ်ပါတင်မော့တွင်ကြံရစ်ခဲသောပစ္စည်းအတွေ့စိတ်ပူရင်တုံခြင်းမှတက်တာလိုတက်တာညာတောက်ချင်းဖြစ်ပါ၍အပြစ်လွတ်ခွတ်လွတ်ပေးပါရန် ခြေတော်ဥခိုင်လျှောက်ထားရပါသည်ဖေယားဟုခွင့်တောင်း၍တောက်ရာအားလုံးကလည်းသတိရလာကြသည်ရဲ့ကိုနီးနဲ့ကိုတက်တယ်လို့မှတ်တယ်လို့မျက်နှာမူရာဘက်တွင်ရှိသောဖေယားပထိုးစီသည့်အမျိုးမျိုးဘက်သို့ရိုသေစွာထိုင်ချလိုက်ကြရင် ရှ िख ိုးပူဇော်ဖူးမြော်မန်းလျှော့ကြော့ကြကညမျိုးလွင်နီးတူအယူခံဝင်၍တောက်ခွင့်တောင်းကြပါနေတော်သည်အဖော်များကတင်မောတွင်ကြံရစ်ခဲ့တဲ့ပစ္စည်းဆိုတာဘာလဲဗျဟုစိတ်ဝင်စားစွာမေးကြပါသည် အကြောင်းရင်းအမှန်ကိုမပြောလိုသဖြင့်ခေါင်းအုံးပါဗျာဟုဖြေသောအခါတဝါဝါတဟာဟာပွဲကြရင်တောအရက်ကိုခွက်အားနှစ်ခုနှင့်အလှဲ့ကျတောက်ကြရပါသည်ညမျိုးလွင်မှရင်တုံစိုးရင်နေသူဖြစ်၍အများထက်ခွက်ပူသွားရာတဖြည်းဖြည်းနှင့်အမူးပြင်းလာကတောကဖြစ်နေခြင်းမှတက်တာရာရရင်ရောနှော့၍ပြောလာနိုင်သလိုရှိလာပါတော့သည်သို့သောကြိုင်နေရသောငွေ၃၀၀အတွက်ကားတတိမမေ့ပါ တချီတချီမန္တလေးအိမ်မှစာအုပ်များအတွေ့လဲပူလိုက်ပါသေးသည်။ပော့စီလိုလိုမြောက်ယုံထိုးစိတ်အတွေ့လေးဆိုတာမျိုးနှင့်ယခုတစ်ခေါက်ခရီးထွက်ရခြင်းတို့တိုက်ဆိုင်နေပါသည်။စိတ်ညစ်လို့အရက်ကိုတောက်တယ်။အရက်တောက်လို့စိတ်တွေညစ်တယ်။ဆိုတော့စာရေးဆရာဒုက္ခအီတချင်းမျိုးဖြစ်ကပဏိစာသမုပ္ပတ်လဲလဲရဲ့ဒုက္ခံပိဒုက္ခံမှဒုက္ခသည်ဒုက္ခဒုက္ခသည်ဒုက္ခံဖြစ်ရင်ဇုအတင်းမူရပါတော့သည်။ ပလင်းကုံ၍ဇေယမင်းစည်းစိမ်မျိုးစားကလေးငှက်တအုပ်ဆွေးနွေးပြောဆိုကြတာမျိုးတယောက်တခွန်းကိုပြောချင်ရာစူးနေအောင်ပြောကြရင်ကြံဖျားများကိုဆက်လက်ဖူးရန်ထွက်လာခဲ့ကြရာတနေ့ရတွင်သတင်းသုံးဝါဆိုကတောရစောက်တည်နေသော အပေယရနာဖျားတို့ရောက်လာကြပါသည်အစဉ်အလာအတိုင်းဥချဩဃာတဆို၍ရှိခိုးကြော်ရင် အပေလေးပါကတ်သုံးပါရပ်ပြစ်ရှစ်ပါရန်သူမျိုးငါးပါး ဝိပတ္တိတရား၄ပါးပြတ္တနာတရား၅ပါးတို့မှ အခါခတ်သိင်ကျင့်လွတ်ငြိမ်းသည်ဖြစ်၍မတရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို၏အရှင်ဖျားဟုစုတောင်းစုယူပြုမှုဝိချပြီးသည်နှင့်တပြိုင်နက်အမှုရှိန်ကပြင်းထန်နေခြင်းကြောင့်အပေယရနာကဲပါဖျက်မဖဲသာတပတပိတော်မှာတကယ်ပါဗျမချိဩစရာ မတိတော်တိတော်ငွေ၃00အေးဟူသောတိထက်ကိုဖျားတိုင်အဖြစ်ဩဟိ၍စတင်ဆိုရာ ဖျားဘူးအဖွဲကသဘောကျပြီးလက်ခုပ်တစ်ဖြောင်းဖြောင်း one small two small three small ဟုအော်ဟစ်ကြရင်စူပါအုံးပြိုထတ်စူပါအုံးတိတ်ဟုတ်တာပဲကောင်းလွန်းလို့ပါစသဖြင့်ပြောကြရင်ပွဲတောင်းတော်လဲတော်ပြီဗျာမောတယ်ဟုဖြေလိုက်မှပလိတ်အရာရှိကပလိတ်တို့တိအပ်တိထိုက်ရိတ်မိအပ်ရိတ်မိထိုင်သောပလိတ်ပိုင်ပညာသားပါပါဖြင့်တန်တော့ပြိုတိမောကခေါင်းအုံးဆိုတာအတွင်းကငွေ3000ထည့်လာလို့ဒီစရာပြလွန်ခတ်တာပဲ ပူးမနေပါနဲ့ဗျာမတော်တဆပြောက်သွားတောင်ကျွန်တော်ပြန်ရအောင်လုပ်ပါမယ်ခိုးမှုပစ္စည်းပြောက်မှုအများကြီးကိုကျွန်တော်ရအောင်ပြန်လုပ်လာတဲ့လူပါပူးမနေစမ်းပါနဲ့ဟုအားပေးသလိုအချားအဖော်များကလည်းသူတို့တတ်သောမှတ်သောနီးများနှင့်အားပေးကြခြင်းကြောင့်အနည်းငယ်စိတ်သက်သာရန်ရလာပါတော့သည်ထို့နောက်ပကံဖျားများဆုံဆုံစိစိဖူးပြီးသောအခါငင်းလဲမောင်းသူများငှားရမ်းရှာဖွေပေးလိုက်ကြသောဘက်စကား၁၀ယောက်စီအဟောင်းအမြင် ရိုင်ရိုင်နှွဲ့နှဲ့တစည်းနှင့်ခြောက်မြို့သို့လာခဲ့ကြရာကားရောက်ချိန်နှင့်တင်းမောဆိုင်ချိန်အချိန်ကိုက်ဖြစ်သွား၍တဦးကိုတဦးမဆောင်ရတော့ဘဲနှင့်အစဉ်ပြေသွားကြပါသည်။ကုန်းပေါင်ထိုးပြီးလင်ပြီးချင်းရှေ့ဆုံးကတင်းမောဘော်သို့တက်ရပါသည်။မောကြီးပန်းကြီးနှင့်အပေါ်တတ်သို့သွားကအခန်းရှိရာသို့ပြေးပြီးလင်ခေါင်းအုံးကိုကြည်ရပါသည်။ကောင်းအောင်မှာပင်အခြေမပြည့်ရှိတော်လဲစိတ်မချရလက်နှစ်ဖက်ဖြင့်ဖြူလျက်ဆန်းရပါသည် ငွေဆက်ကူများမတောင့်တောင့်နှင့်ရှိမြဲရှိနေကြကြောင်းသိရမှစိတ်အေးသွားပါသည်စိတ်ပူသောဖျားဖူးအဖွဲ့ဝင်အဖော်များကမင်းငော်၍၎င်းမျက်စာပြည့်၍၎င်းဘလူလဲဗျာဟုအတန်ထွက်၍၎င်းမင်းမြန်းကြရာအပေရနာဖျားမပါれဗျာဟုဖြည့်ချင်းဖြင့်အပြောက်ရှာမရှိငโกအတိုင်းခြေရာလက်ရာမပြတ်ကြောင်းသိကြရာ၍ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြပါသည်တင်မောသည်15မိနစ်ခန့်သာရန်နာလျက် ရေနံချောင်းညောင်လှစီတို့ဥတီ၍ဆက်လက်စုံစင်းပြန်မာသည်အချိန်မှာညနေ9နာရီကျော်လာပြီဖြစ်သဖြင့်နင်းညိုတန်းကလွမ်းစရာအချိန်ရောက်လာပါကြပြီလက်ကြံပလင်းရှိသူများကကိုစီကိုစီဆွဲထုတ်ကြကစပွဲတွင် ထောင်သည်နှင့်တပြိုင်နက်ဝါသနာအိုးများအရှိုးအရှိုးရောက်လာကြပါသည်အခန်းဆောင်လူလင်က အလိုက်တိစွာဖန်ကွယ်များဆိုရာပလင်းများယူလာ၍ချပေးပါသည်ဒိန်ခဲဘူးပါသူကဒိန်ခဲကျက်စားသော အသားကျော်၅ကျော်ပါသူတို့က သူတို့တွင်ပါသမျှကိုထုတ်၍စပွဲဝေါ်တင်ကြပါသည်ထို့ကြောင့်အလွန်မြိုင်းဆိုင်သောစပွဲဝိုင်းကြီးဖြစ်လာကအလားပါတလားပါစကားတွေစုံနေအောင်တယောက်တစ်မျိုးပြောလာကြပါသည်စစ်ပေးစစ်တန်းအကြောင်းပြန်ဆက်သူကဆက်ကြပါသည်ဟိုမျိုးဒီမျိုးအကြောင်းပြောသူကပြောလာပါသည်ဟိုလူဒီလူအကြောင်းဆက်သူကဆက်လာပါသည်ထိုပရိသတ်အထက်တွင် စာရေးဆရာမြတောင်းရင်အမိခံကိုရင်မောင်နှင့်ဆွေမျိုးနိစပ်တော်ဆက်သူတူဦးကသူ့ဆွေမျိုးအကြောင်းကို မေးလာပါနေတော့သည် ညတောင်းရင်မှမူလကရန်ကုန်တွင်နေသူဖြစ်ကြောင်းရန်ကုန်တွင်သတင်းစာကြားနေမဂဇင်းတိုက်တွင်မြောက်များစွာရှိတော်လဲဝင်ရောက်လုတ်ကင်လို့သောတိုက်တွင်အလုံမရအလုံရသောတိုက်တွင်လခကိုမကျေနပ်ရေးသည်မစာမှုများကိုလည်းထဲ့သွင်းအသုံးပြုလျင်ထိုက်တင်သောညံပူဇော်ခပေးကြတော်လဲသူဆန္ဒတွင်ဘေးပေါက်ကော်လံပြစ်သဘောမျိုးနှင့်စာရေးစရာမလုံလို့တတိတနံတဆောင်းတယောင်နေရာပေးသူများရှိပြန်တော်လဲကေကူနာမိယန်အင်ဆန်စာတော် စာဘောင်းတောင်ရိုက်ကလတိုင်များဖြစ်နေ၍တိမ်ငယ်သဖြင့်မလုံလိုခြင်းကြောင့်မန္တလေးသို့ပြောင်းရွှေ့လာခဲ့ကြောင်းမန္တလေးရောက်သောအခါ81လမ်းလှဲရင်နန်းခေါ်သောအရက်တွင်နှကန်းပတ်လဲနှစ်ထပ်တိုက်ငယ်တစ်ခုကိုငားရမ်းနေထိုင်၍အေဒီတာအလုပ်ရရှိရန်မြမျိုးလွင်နှင့် လာရောက်ပေါင်းသင်းကအကူအညီများတောင်းကြောင်းလူချင်းတွေ့လျင်တွေ့ချင်းခင်မင်ကြလျက်ငွေချင်းပေါင်းပေါင်းသင်းဆက်ဆံရာကတတ်နိုင်သောအကူအညီမှန်သမျှကိုပေးရင် အယ်ဒီတာအလုတ်ရရန်ရှာဖွေခဲ့ကြကြောင်းထိုခေတ်ကမန္တလေးတွင်ဗဟိုစီကြားနှင့်နေပြည်တော်ကြားနှင့်ကျေးမုံကြားနှင့် CB မဂ္ဂဇင်းမန္တလေးမဂ္ဂဇင်းဓမ္မတာရမဂ္ဂဇင်းမန္တလေးနေ့စဉ်သတင်းစာမြမတာယာသတင်းစာတိုင်းချေသတင်းစာဟုံမယူးသတင်းစာကုံမာရီသတင်းစာအယ်ဒီတာညွန့်မောင်းသတင်းစာရွှေလရောင်ကြားနှင့်စသည်တို့ထုတ်ဝေနေကြခြင်းဖြစ်ပါသည်ညာမျိုးလင်က မိတ်ဆက်ပေးရရန်တိုက်တွင်းသို့ခေါ်သွားကား မြတောင်းရင်အမိခန်းသတင်းစာဆရာစာရေးဆရာဥယျင်မောင်ဖြစ်ကြောင်းမြန်မာစာပါဠိတက္ကတသင်ကြိုက်စသောဘာသာများနှင့် အင်္ဂလိပ်စာလဲတတ်သူဖြစ်ကြောင်းများပြောကမိတ်ဆက်ပေးရကြောင်းဥယျင်မောင်မှာအရက်ခက်ပြပြက်ကိုနေကိုဟန်တောင်းတင်းလျက်ဥပဒိယုံကောင်းကြောင်းခေါင်းတွင်ဘိုးစတော့အတူထားတော်လဲလမ်းထွက်လင်ခေါင်းပေါင်းပေါင်းကြောင်းဟိုခစ်ကအသင့်ချုပ်ပြီးခေါင်းပေါင်းဆိုသည်တို့မပေးသေးတော်လဲထိုခေါင်းပေါင်းများပုံစံအတိုင်း ပေါင်းပုံထုတ်ပုံတည်တည်တတ်တတ်ရှိကြောင်းရင်ဘုံအင်းကြီးများကိုသာအမဲဝစ်လျက်လုံကြီးကိုလည်းပြပြရီရီရှိစေကမန္တလေးအင်ဒိုယာတစ်စည်းတုတ်ပိတ်ထီးကို အမဲဆောင်ခြင်းကြောင့်စာရေးဆရာအယ်ဒီတာရုပ်ပိတာကြောင့်သို့တော့သူကံမကောင်းပါစာနယ်ဇင်းတိုင်များတွင် အလုဆက်ဟန်တိုင်းလူပြည့်နေ၍လစ်လက်သောအခါနှင့် လိုသောအခါတွင် ခေါ်ပါမည်ယခုဆောင်းပါးနှင့်ဘ ഹു တုဒ္ဒဖြစ်ဖွယ်စာပေများကောင်းကြီးရေးသောဆရာများမအားလက်သည့်အခါ အချိန်နှင့်လျော်ညီသောခိရေးခိယာများရေးသားပြီးကထိုက်တင်သောညံပူဇော်ကားများရပါစီမည်ဟု၍သာဂရိပြုကြကြောင်းဂုဏဝရီ သူမင်္ဂလစပြုမျက်မှန်စပုတာရစာသော ပုံနှိပ်တိုက်တို့ကလည်းလကငွေ30ချက်ထက်ပိုမပေးနိုင်သော စာပြင်ဆရာသာအလိုရှိကြောင်းဖြေဆိုကြသဖြင့်ဝိတ္ထဆောင်ပါဘာသာပြန်စာပေများကိုရေး၍3ချက်5ချက်9ချက်ခွဲ10ချက်စသဖြင့် ရောင်းချကစားဝတ်နေအတွက်မပူပင်မကြောက်ကြရယုံလောက်ကန်ရင် အမြဲတမ်းနေရတနေရရရေးစောင့်ရန်အကြံပေးထားရကြောင်းသို့သောမန္တလေးတွင်၃လနှစ်ခန့်သာကြာသွားသည် မန္တလေးရန်ကုန်ထုတ်စာနယ်ဇင်းများတွင် စာမူရောင်းစောင်းပါရေးလုပ်ငန်းမှရသလောက်ငွေနှင့်လောက်ငအောင်နေထိုင်ရစဉ်ဆရာဥပချိုကဒီတို့ဂျာနယ်အတွက်ခေါ်ယူခြင်းကြောင့်ရန်ကုန်သို့ပြန်လည်ပြောင်းရွှေ့သွားသည်ကလူချင်းပြန်မတွေ့ရတော့သည်မှာ ယနေ့အထိဖြစ်ကြောင်းဇက်လန်၍ပြောပြလက်ရပါသည်။သင်မောသည်ခုံရင်းခုံရင်းရေနံချောင်းညောင်လစိတ်ကန်းသို့နီးကပ်လာပါလိမ့်မည်။အခန်းဆောင်လူလီနှင့်ထမင်းချက်ဘတ်တလာတို့ကလည်းညစာထမင်းကျွေးရန် ပြင်ဆင်ကြပါလိမ့်မည်။ပလင်းကုန်နှင့်ဖန်ကွယ်များကြက်ကြောငားကြောစသည်တို့မှအယိုးများကိုဖယ်ရှား၍ဒိုးပီချစပွဲခင်းအစ်စ်များကိုလာခင်းကြပါသည်။ဇွန်ခရင်ဓာနှင့်ထမင်းပကံဟင်းပကံများဆက်ကာဆက်ကာရောက်လာရာ စားစရာတွေပူပူနွေးနွေးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ထမင်းပကံများနဲ့ဇွန်ခရင်ရိုက်ခတ်မိသန်တွေတကြောက်ကြောက်တကြဲကြဲတကြွန်းကြွန်းတကွန်းကွန်းစုညံ့နေပါတော့သည်ဝမ်းကပူပူဘိုက်ကစားစားနဲ့စားလိုက်ကြသမှခေါင်းမဖော်ပဲတုတ်ကြရာနောက်ထပ်လိုက်ရင်လိုက်ရင်လိုက်ပွဲကုံသွားသည်အထိပြောင်တောင်ထီးပါနေတော့သည်စူစကာနီနီစပိုးနှင့်ကျင်လာကြလျက်မျက်လုံးတွင်မှေးကုန်ကြပါသည် သင်းမောသည်ညောင်လှစိတ်ကန်းသို့စိုက်ကပ်ပါလိမ့်မည်နေမင်းလဲအနောက်တောင်ဆွဲတွင် ဝင်ပါလိမ့်မည်ဘလက်အောင်တိုင်းမြမာတပြည်လုံးအစိုးရအမိန့်နှင့်အမောင်ချထားရပြီဖြစ်၍လာဇန်း၄ရက်ဤမင်းမိန်မိန်အယောင်သားအလင်းရောင်အဖြစ်မှုမှွားမှွားရှိပါလေတော့သည်ရင်းနှံချောင်းမြို့ကြီးနှင့်ညောင်လှစိတ်ကန်းမှာအမောင်တုအောက်တွင်မှောင်နှင့်မဲမဲပျောက်ွယ်နေပါလေတော့သည်စနေနံဖျားမှ လေခတ်၍မြည်သောဆဲလဲသံတာတာတို့ကြောင့်သာ တိတ်ဆိတ်ဆပြူသောညင့်အမှောင်းအောင့်တွင်ရင်နံချောင်းမြုံမှန်းသိရပါတော့သည်ရှေခရီးရှေစိတ်ကန်းတို့ဆက်စည်းမီခရီးသွားဟု၍တက်လာသူမရှိတော့ပါ စိတ်ဖြူသွားမီပခန်းကြီးပခန်းငယ်သွားမီပဒိန်ငဖဲသွားမီဆို၍ဖြစ်သောနိနှင့်ခရီးဆက်ကြသဖြင့်တစတစနှင့်ခရီးသွားများနေပါသွားပါသည်တင်မော်လဲမိပေးဆက်ကိုခုံမောင်းခြင်းမှမရက်စီကမူမောင်ချလျက်မိများကိုငြိမ်ပစ်လိုက်ပါသည် ကုန်းဘတ်တစ်ခုလုံးမှောင်ချလိုက်တော့လဲပထမတန်းနှင့်ဒုတိယတန်းမှအိတ်ခမ်းများအတွင်တွင်မှု အနီသွေးမှန်ရောင်ဆက်ကူများလာအုပ်ပေးထားသဖြင့်ရေရေမြင့်မြင့်တော့အလင်းရောင်ရနေပါသည်သို့သောညည်ရေပဲရှိပရင်တကားများမဖွင့်ကြရန်ကိုမူကြက်ကြက်တဲတဲခဏခဏတတိလာပေးနေပါသည်မြမျိုးလွေနှင်းတကွအပေါင်းအသင်းအတိုင်းအဝိုင်းတို့လဲကိုအခန်းကိုဝင်၍စစ်ပေးစစ်ရေးနှင်ကတဖြည်းဖြည်းတိုးလျက်တိုးလျက်ရင်ဆိုင်လာရချေပြီး ်မိတို့စီးမြန်းမီမိတို့လွတ်အောင်ရှောင်မီမိတို့ခရီးဆက်ကြမီကိုကိုအတွင်းနှင်ကိုတွေးရင်ရင်တုံတုံနှင့်တိတ်ဆိတ်နေကြပါသည်ကံဆိုးဒီမှာကံဆိုးဝင်ခြင်းနေလဲဝင်သည်ကံကောင်းထောက်မှခြင်းရင်လဲထောက်မှမတက်အမြဲသူတော်ကောင်းနှစ်ကောင်းဆောင်မဆိုပြီးတကယ်တော့ကံကောင်းတစ်မျိုးဝင်လာပုံမှာည၈နာရီလောက်တော့ရောက်တော့အခါဆရာဆရာမန္တလေးကဆရာမြမျိုးလွင် ိုးဆရာများမျိုးလွင်ဖူ၍ဩခေါ်ကြရင် အစိမ်းရောင်မှန်ဆက်ကူကတ်ထားသောနှခဲထိုးလက်နှိမ်တမ်းမီနှင့်တောင်ထိုးကြီးမြောက်ထိုးကြီးကြည်ကရှာဖွေရင်တင်းမောဒုတိယရန်အခမ်းမန်းတို့ရောက်လာကြခြင်းကြောင့်ရှိတယ်ရှိတယ်ဒီအခမ်းမှာဒီဘက်ကိုလျှောက်လာကြပါဘသူတွေများလဲဟုအတန်းပြူရင်းလှမ်းခေါ်လိုက်မှလက်ကောင်းရဲ့စောမြင့်ရဲ့စိန်သွင်းရဲ့ဆရာဆရာတပည့်တွေလေဟုဖြေလျက်လွန်စွာဝမ်းသာအားရရှိသောလက္ခဏာဖြင့် ရှည်လန်းသံများပိုသွက်လာရင်ခတ်တုတ်တို့အခန်းတွင်းသို့ဝင်လာကြသည်နှင့်ဟဲသရီမတ်စကတီးယားသူရဲ့ကောင်း၃ယောက်ပေါင်းမိလာကြတာပေါ့နေစမ်းပါအောင်တောင်တွင်းကြီးသားမောင်စင်သွင်းကဘဲပုံပယ်နီးရင်နံချောင်းရောက်နေရတာလေတောင်တွင်းကနေပြီးမကွေးမျိုးကိုခဏလာရင်စစ်ဘေးစစ်တန်းအတွက်ဘဲကိုသွားရှောင်းရတင်းရရင်ကောက်မလဲလို့ရင်နံချောင်းပဲဆက်လာကိုလက်ကောင်းကိုစောမြင့်တို့နဲ့တိုင်မင်းဖို့ရောက်နေတာပါဆရာအဲ့တော့မောင်လက်ကောင်းနဲ့မောင်စောမြင့်တို့ကတော့ အိုဒီသိမောနဲ့ပါလာမယ်ဆိုတော့ဘလို့သိကြတာလဲမန္တလေးမှာကြံရစ်ခဲ့တဲ့တောင်းကျော်ဘွဲခန်းဝတ္ထုရေးဆရာကိုကျော်တောင်းကဆရာထွက်လာမှကျင်းနှံပို့လိုက်လို့ဒီမင်းကလေးသိမောနဲ့ပါလာမယ်ဆိုတာကျွန်တော်တို့သိနေကြတာပေါ့ဟု ပြောပြောဆိုဆိုအခန်းတွင်းသို့ဝင်ထိုင်ကြသဖြင့်ဝမ်းသာအားရနေရာများပေးရပါသည်၎င်းတို့သုံးဦးစလုံးဂျာနေကျော်တကုံးမဂဇင်းနှင့်မန္တလေးချွေတိုင်မဂဇင်းတို့၏စောင်းပါရှင်များဖြစ်ကြပါသည် မြမအလင်းမဂဇင်းနှင့်သတင်းစာအထူးထုတ်များတွင်လည်းရေးခွင့်ရကြသူများဖြစ်ပါသည်။ညမျိုးလွင်ကဆက်သွယ်ပေးထားသောညမျိုးလီဤတပည့်များဖြစ်ကြပါသည်။တောင်တွင်းကြီးမောင်စိန်တွင်မှเจ้าနေရင်နှင့်ညမျိုးလွင်ဤစာပေများကိုဖတ်ခါစာပြေဝါဒနာပြင်းထန်ပြီးစွရေးနေသူဖြစ်ပါသည်။အတွေ့အခေါ်အယူအဆနှင့်ရေးသားပုံစမ်းသစ်သဖြင့်စာဖတ်ပရိသတ်ကလက်ခံသူဖြစ်ပါသည်။မောင်လက်ကောင်းနှင့်မောင်စောမြင့်မှာ အင်္ဂလိပ်စာတမ်းမြန်မာစာရေးကောင်းဘာသာပြန်တော်သူများဖြစ်၍ပထမ BOC စာရေးများဖြစ်ပါသည်ထို့နောက် BOC ကုမ္ပဏီကအလုတ်သမားတပိတ်လကတိုးရေးအချားအခွင့်အရေးများတောင်းဆိုလာခြင်းစသောမငြိမ်မသင့်မှုများအလုတ်ရှားများလွန်းလာသောအခါချွေးတည်ရန်အတွက် BOC မဂဇင်းကိုထုတ်ဝေသည်တွင်မောင်လက်ကောင်းနှင့်မောင်စောမြင့်အားအယ်ဒီတာခန့်လိုက်ခြင်းကြောင့်စာရေးဆရာဘဝမှအယ်ဒီတာဖြစ်လာကြသူများဖြစ်ပါသည် ၎င်းမဂ္ဂဇင်းမှာ ပြည်သူလူထုတို့ငွေကြေးဖြင့်မယောင်းမှမြမတပြည်လုံးရှိ BOC အလုံသမားများတို့အလုတ်ကို အေးအေးချမ်းချမ်းလုပ်ကိုင်ရင် အကျိုးခံစားခွင့်ကို ရယူကြရင်ဝါရဖြန့်သဘောနှင့်တလတကြိမ်ထုတ်ဝင်ဖြန့်ချိပေးနေသောမဂ္ဂဇင်းဖြစ်ပါသည်။ထို့သော မောင်လကောင်ရောမောင်စောမြင့်ပါမျိုးချစ်စိတ်ရှိသူများဖြစ်လျက်နေချက်ဆန့်ကျင်ရေးတနရှင်တိုက်ဖြည့်ရေးအရင်းရှင်အပြုတ်ဖြိုးရေးအလုံသမားလူဒန်းစားတို့၏ရှေ့မှာ ခေါင်းဆောင်ရက်တီရေးတို့ကိုလောက်ကင်နေသူများဖြစ်ခြင်းကြောင့်မဂ္ဂဇင်းတွင်မြမသဘာသာတပိုင်းကမတိမတာအလစ်အလစ်တွင်ပျောက်ကြားသွေးထိုးပေးနေသော အရေးအသားများကိုဝိတ္ထုတို့ဖြင့်အခြားယင်းနီမျိုးတနည်းနည်းဖြင့်တိုးတိုးထွားထွားထဲ့သွင်းရေးကြခြင်းကြောင့်အုတ်ချုပ်ရေးပိုင်းကမကြာခဏသတိပေးခြင်းကိုခံရပါသည် သို့သောအယ်ဒီတာအလုံမှမဖြုတ်ကြပါဆရာမလိုင်ရွှေတုတ်တယောက်ကိုဆရာဟုသူတို့ဤရေးပေါ်ရေးပဲအတိုင်းအဝိုင်းအား သတိမမေ့သဖြင့်မေးကြပါသည် မလှိုင်ရွှေတုတ်အမိခံမိထီလာခရိုင်မလှိုင်မြို့မှဇလဲအမိရှိ စာတင်ကျောင်းဇလဲကျောင်းဆရာကိုရွှေတုတ်ဖြစ်ပါသည်တိထိုင်ရေးအလွန်ကောင်းသူဖြစ်ပါသည်ဘဲမဂဇင်းဘဲသတင်းစာဘဲစာဆောင်တွင်ဖြစ်ဖြစ်ပေါ်ပင်ခင်မီတိထိုင်များကိုသာရေးပါသည်လက်မှတ်ထိုးရာတွင် မလှိုင်ရွှေတိုးဟုထိုးလေရှိခြင်းကြောင့်စာဖတ်ပရိသတ်များကောင်းစွာသိသူဖြစ်ပါသည်။ရှိတော့ရှိတယ်ဒါပေမဲ့အခုတလော့တဲမရေးပြန်ဘူး။ ခိုင်အီအီလုံနေပြန်တယ်ဒီကိုထွက်မလာခင်ဆယ်ရက်လောက်ကသူ့စီကတေးထက်တပုံရောက်လာတယ်ဒီတေးထက်ကစာဆောင်တစ်ခုခုမှထည့်ဖို့မဟုတ်ဘူးကျုပ်ကိုတက်တက်ပေးတဲ့တေးထက်ပေါ့သူရေးထားပုံကစစ်ကိုအထင်မသေးပါနဲ့တဲ့ဒါရုဗေဒနဲ့လောကရပညာဆိုတာလူကိုကောင်းချိုးပေးဖို့ထက်ဆိုးချိုးပေးဖို့ကများပါတယ်တဲ့ဆရာမန္တလေးကစစ်ဘေးစစ်တမ်းအန်ဒီယကြီးလာလို့ဆရာအတွေ့စိုးရင်မကင်းတာကြောင့် ကျွန်တော်တို့မလှိုင်မြို့ကလေးကိုပြောင်းလာစေခြင်းကြောင့်ဘေးရန်ကင်းပြီးလုံခြုံအောင်ဆရာတို့အတွက်ဆရာတပည့်ကြီးစောက်ရှောက်မှာပေါ်လို့ရေးထားတယ်ဗျ။တော်တော်ကောင်းပါတယ်။ကိုတော့ကိစ္စတွေများနေလို့အရမကျက်နိုင်သေးဘူး။ဖိုင်ထဲမှာတော့ထည့်သိမ်းထားခဲ့ပါဗျ။ဒါကြောင့်မို့သူ့အတွက်အဖွဲကပူစရာမရှိသလောက်ပါပဲဟုဖြေမှ သူ့ရေးပေါ်ရေးဘက်တွေကစိတ်အေးသွားကြသောလက္ခဏာကိုတွေ့ရပါသည်။ထူးခြားချက်တစ်ခုမှာနေပိုင်းတွင်ထင်ထင်ရှားရှားမြင်နေရလျက်ညပိုင်းတွင် ရေချောင်းမြင်ရုံ မေးမိန်သောမိအောင်ကလေးများဖြင့်အေယာဝရီဖလုတ်တီလာကုမ္ပဏီလီမိတက်ပိုင်းတင်မောမှန်သည်။တထွာတညူမှ အကြီးဆုံးစာပို့တင်မောကြီးများတိုင်အောင်အေယာဝရီမြစ်ကျော်တလျှောက်အောက်သို့ဆုံးသည်မရှိအထက်အညာစီတို့သာ ခုံမောင်းနေကြသောအတန်များကိုအဆက်မပြတ်ကြားနေရရမြည်သည့်အကြောင်းအကြောင်းခုံမောင်းခြင်းပြုနေကြသည်ကိုစိတ်မဝင်စားမိခြင်းမှာမျှမျိုးလွင်အတွက်ဒုက္ခတွေ့ရန်ဖန်တီးနေပြီကိုမရိပ်မိမသိရှိခဲ့ခြင်းဖြစ်ပါသည် ယခုစီးနင်းလိုက်ပါလျက်ရှိနေသော မင်းကလေးအမည်ရှိ စာပို့တင်မောကြီးတစင်းသာလင်စုံစင်းနေခြင်းကိုမြည်သူမျှလေးလေးနက်နက်စဉ်းစားမိကြဟန်မတူပါတင်မောတွေအထက်တဲဆန်မလားဟုမေးသူပေါ်လင်းစစ်ပြေးဒုက္ခတွေတွေသင်နေရတာနဲ့တူပါတယ်ဟုသာပေါ်ပေါ်ဖြင်းရင်ဆွေးနွေးခြင်းပြီးဆုံးသွားကြတတ်ပါသည်မောင်လကောင်းတို့အုပ်စုအခန်းတွင်၌ဝိုင်းဖွဲ့ထိုင်မိကြသောအခါအခန်းတကားကိုပိတ်ကြပါသည် အခုတ်ကူမှတက်လာသောခရီးသည်နှစ်ယောက်လဲမြောင်းလာစိတ်ကန်းတွင်ဆင်းသွားကြပြီဖြစ်၍အခန်းမှကျယ်ဝင်းနေပါပြီအခန်းတွင်၌မှန်ယောင်ဆက်ကူအနီးပတ်၍ထွန့်ပေးထားသောမိသည်မှ အနီးယောင်ဆက်ကူကို ဖြုတ်ပစ်လိုက်ကြခြင်းကြောင့်အလင်းယောင်ပိုရလာပါသည်သူတို့ယူလာသောလက်နှိတ်တံမိမှ ရှေ့မှန်အစိမ်းယောင်ကိုခွာလိုက်ခြင်းဖြင့်လည်းခလုတ်နှိတ်လိုက်ကာအဖြူယောင်ရလာခြင်းကြောင့်စိတ်ကျယ်ဝန်းလွတ်လပ်လာပါသည်ထိုအခိုက် ောင်လက်ကောင်းကလွယ်အိအတွင်ထည့်ယူလာသောပလင်းကိုထုတ်ကလေးယောက်သား၏အလဲကောင်းတွင်ချလိုက်သောအခါ ဖိုးဒန်ဟိတ်ဝီစကီဖြစ်နေပါသည်ဟိတ်ဝီစကီ၏မျက်နှာပြင်ကိုဆက်ဝိုင်းသဖွယ်သုံးမြောင်ဖော်ထားလျက်အချင်မြင်သာသာရှိ ခဲကြိုးများကိုပိုက်ကုံသဖွယ်ရက်လျက်စိုက်ကြိုက်အင်ကြိုက်အံကြခွင်ကြ ပလင်းကိုတွတ်ထားသောအရက်ကောင်းဖြစ်ပါသည်အောင်းမေတဲဟုတ်ပါလားသုံးမျက်နှာမောင်မောင် ဘလို့မြကြွတော့မူလာအောင်စောင်းကျင်းလာခဲ့ကြတယ်လေစိတ်ကိုကြိုးစိုးတဲ့သဘောနဲ့ဝီစကီကောင်းတောက်ဟာအုံမောင်းမှာပေါ့လေဟုပြောမှမောင်းလက်ကောင်းကလေရင်ပြန်နဲ့ပြေးမဲ့ဘိုးတကောင်စီကဆွဲထားလိုက်တာဆရာကိုကျော်တောင်းစီကကြင်းနှံ့ရတော့ဆရာအတွက်လိုချင်လိုလိမ့်မယ်ဆိုပြီးရိတ်ခါအဖြစ်တင်ထားလိုက်တာပါကျွန်တော်ငွေမကုန်ရပါဘူးကျွန်တော်တို့အထက်ကလုံနေတဲ့ဘိုးတကောင်ရဲ့ကောင်းမှုပါဟုပြောလျက်ခဲသားပိုက်ကျိုးများကိုဖျက်ချင်းဖုံးတွင်အုပ်ထားသော စနစ်ခဲရွဲ့အတွန့်အတက်များကိုစုပ်ဖြဲကဖုံးငင်တွဲထားသောဖော့မာတို့ကိုအသာကျိတ်၍ဆွဲဖွင့်ပေးခြင်းတို့ကြောင့်တောက်ရန်အသင့်ဖြစ်လာပါလေတော့သည်မိင္ကလေးသင်္ဘောကတိတ်လက်ကောင်းတာပဲ38မိနစ်ထဲကမိင္ကလေးမဟုတ်တဲ့တန်တဲအသားတဲ့ဆက်ပစ္စည်းစောက်ထားတဲ့တက်မဲ့သင်္ဘောတောင်မိင္ကလေးမှဲ့ထားတာနဲ့အရက်တိတ်ပေါ်နေတာအာကြီးဟန်ကြတာပဲဟုရဲစရာပြောလိုက်သည့်အတွက်မြာမျိုးလွင်ဤပြက်လုံးကိုပွဲမကြလှပဲပြုံးယုံပြုံးနေကြလေဤ သို့တော့ခက်သောအခက်တစ်မျိုးမှာသူတို့သုံးယောက်စလုံးကအရက်တောက်ကြသောလူငယ်များမဟုတ်ပေဆရာသမားရှိမှုရိုသေသမှုရှောင်ကျင်ခြင်းလည်းမဟုတ်ပွဲရတွင်လည်းမတောက်ကြအရက်ကိုအလေးမကျိုက်သဖြင့်လုံးလုံးမတောက်တတ်ကြခြင်းဖြစ်ပါသည်သူတို့ဆန္ဒမှာဆရာဖြစ်သူနှင့်တွေ့ရခိုက်အားရအောင်စကားပြောလိုကြခြင်းသာဖြစ်ပါသည် စကားပြောရနှင့်ကျေနပ်ပျော်ရွှင်နှင့်ယနေ့ညတင်မောကန်းကခွာခြင်းအထိမိုးလင်းစကားပြောကြတော်မူထင်ပါသည် ူတို့ကိုကြည့်ရသည်မှာပြောနေပါသည်သူတို့ဆရာရိုးရိုးတန်းတန်းထက်အရက်ကလေးတစ်ခွက်လောက်မော့ထားလင်းစကလုံးအစ်စ်အစမ်းတွေထွက်တတ်သည်ကိုသိထားသဖြင့်ဘဟုတုတအဖြစ်နားထောင်ခြင်းကြပုံလည်းရှိပါသည်သူတို့မျက်နှာကလေးများကိုကြည့်ရသည်မှာ ပြုံ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 နှင့်ဖြစ်နေကြပါသည်ထို့ကြောင့်အခန်းဆောင်လူလင်ကိုခေါ်၍ဘတ်တလာအားပေါင်မုံထောပတ်သုံးနှင့် ကော်ဖီသုံးယောက်စာ အထူးနှုံးနှင့်စပယ်ရှယ်ဖြောပေးရန် ဖန်ကွက်ဆိုရာပလင်းနှင့်တကွမာလိန်မှုအမျက်တော်ဝင်တော့ အလေးအရာရှိတို့ကိုပါဖိတ်ကြားပေးရန်အာဏာကိုလွှဲ၍စီခိုင်းလိုက်ပါသည်။မကြမီလူဆောင်၍လူအပ်သည်တို့ပြေဆုံးလာပါသည်။အရက်ကြိုက်သူတို့ကအရက်တောက်၍အရက်မတောက်သူတို့ကကော်ဖီပေါင်မုံတို့ကို စားကြသဖြင့်အာဏာဝင်မဖြစ်ရဘဲပျော်ပျော်ရွှင်ရွှင်ပင်ရှိနေကြပါသည်။တပည့်များမျှော်လင့်သည်ကိုသူတို့ဆန္ဒပြေဝစီရန်ညမျိုးလင်ကစတင်ရပါသည်။ကိုင်းမွန်းလက်ကောင်းမွန်းစောမြင့်မွန်းစိန်သွင်တို့ဟု ခေါ်လိုက်လျှင် ဆရာဟုတံပြိုင်ထူးကြပါသည် ရှုမဝရုပ်စုံမဂဇင်း match 1980ဖြစ်ပါတယ်ရှင်ယေစုတင်ပါတယ်ရှင်ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးမြမျိုးနှင့်ရေးသားထားသည့်ရှေဟောင်းနှောင်းပြင်များစောင်းပါအမှတ်30ဒီမာရင်ပြဆုံးပါပြီရှင်ကျမနှင့်အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြသောစာပေချစ်မြတ်နှုတ်သူများအားလုံးလည်းဘီကင်းလုံးချုံကျမ်းမာကြပါစေနောက်ထပ်အခန်းစဉ်များနဲ့တူပညာပေးတုတ္တရတဆောင်းပါတွင် ရုပ်ဝယ်စမ်းကြယ်ဝတ္ထုများကိုလည်းတင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ channel နည်းကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော် ကျမကနှင်စီပါရှင်